ဒီကျကမိတ်ဆွေညီကိုတွေအားလုံးမင်္ဂလာပါ။အဆောင်မုံလာပြည့်နေ့မှာကျွန်တော်ရဲ့ fan တွေအကုန်လုံးပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေလို့ဆရာကျော်မဆုတောင်းပေးပါတယ်။ဒီနေ့မှာအချင်းပြိုင်သွားမဲ့ချန်ပီယံလိပွဲစဉ်၉ပွဲရှိတဲ့ထဲကမှကျွန်တော်ဗီဒီယိုဖိုင်နှစ်ခုလုပ်ပေးမှာဖြစ်ပြီးတော့ပထမဦးဆုံးဗီဒီယိုဖိုင်မှာတော့ကျွန်တော်၅ပွဲ ခမန်း၃တက်ရွေးချယ်ပေးသွားမှာဖြစ်ပြီးတော့နောက်ထပ်ဒုတိယဗီဒီယိုဖိုင်မှာတော့အင်္ဂလန်၃သင်းပွဲစဉ်နဲ့ PSG နဲ့ဘိုင်ယန်မြူနစ်အတင်းတို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ဒုတိယဗီဒီယိုဖိုင်မှာရွေးချယ်၃တက်ပေးသွားမှာလည်းဖြစ်ပါတယ်။မနေ့ညမှာတော့ကျွန်တော်ရဲ့နံပါတ်ပွဲရွေးချယ်မှုကတော့ Everton -20 လောက်ရှုံးရှုံးနှစ်နာခဲ့ရပြီးတော့ကျွန်တော်ရဲ့ရောင်းပွဲကတော့ Suzuki Ulobodi နဲ့ ရှုံးနေခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ BIP တက်ကတော့အခုရက်ပိုင်းအနှဲငယ်ပြေပြန်ကြနေပြီး၃ရက်သက်တိုက်ရှုံးနေထားတဲ့အတွက်ဒီနေ့ညမှာတော့ချန်ပီယံလိပွဲစဉ်၉ပွဲထက်ကမှကျွန်တော်စိတ်အဖြစ်ဆုံးဖြစ်နိုင်မဲ့ BIP တစ်ပွဲစဉ်တစ်ပွဲထွက်ရှိထားပါတယ်။ဒါရောက်ဆုံးသွမ်းကျင်တဲ့မိတ်ဆွေညီကိုများရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့09003953926တို့လာရောက်ဆက်သွယ်မေးမြန်းနိုင်ပြီးတော့ချန်ပီယံလိ၂ရက်နဲ့ယူပါလိပွဲစဉ်တွေကို မြန်မာဝင်ကျင်တဲ့မိတ်ဆွေညီပိုများရှိရင်တော့၃ရက်အတွင်းကိုမန်ပါကြီး၃000တာမိတ်ဆွေတို့ကြာတင်มาဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်ကြည့်မှာမန်ပါလာရောက်ဝင်နိုင်ပါတယ်ချန်ပီယံလိပွဲစဉ်၄ရက်နဲ့ယူပါလိပွဲစဉ်နဲ့စောကျင်တဲ့မိတ်ဆွေညီပိုများရှိရင်တော့တပတ်စာမန်ပါဝင်ကျင်တဲ့မိတ်ဆွေညီပိုများရှိရင်လည်းကျွန်တော်မှာအိုက်ပါမှာလာရောက်ဟိုင်းပြီးဆက်သွယ်နိုင်နေနိုင်ပါတယ် နေ့ကတနော်ဝေချက်ပေးခဲ့တဲ့ YouTube မှာဆဆူအိုလိုဘော်ဒီနဲ့လာဇီယိုဘော်ဒီတွေကတော့တပွဲနိုင်တပွဲကျော်ဖြစ်ခဲ့ပြီးတော့ဂျောဖြစ်ခဲ့တဲ့အတွက်ဒီနေ့မှာတော့ကျွန်တော်ချန်ပီယံလိပွဲစဉ်တွေကိုကျွန်တော်အကောင်းဆုံးသုံးသပ်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ကို Subscribe မလုပ်ရသေးတဲ့မိတ်ဆွေညီကိုများချင်းရင် Subscribe လုပ်ထားပါကျွန်တော်ရဲ့ fan တွေအကုန်လုံးကျွန်တော်ကိုလက်မတယောက်တစ်ချက်စီနှိပ်ပြီးတော့ support ပေးလို့ရပြီးတော့ like and share လေးလည်းလုပ်ပေးဖို့ကျွန်တော်မှတောင်းဆိုချင်ပါတယ် ဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်၅ပွဲ၃သက်ပေးမှဖြစ်ပြီးတော့ပထမဦးဆုံးပွဲစဉ်အဖြစ်နာပိုလီနဲ့ဖလန်ဖတ်အတင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်၃သက်ပေးသွားမှာလည်းဖြစ်ပါတယ်။နာပိုလီကတော့ချန်ပီယံလိ၃ပွဲရှင်နိုင်ပြီးရမှာတော့ပွဲတာအနိုင်ရရှိသားပြီးတော့၂ပွဲရှုံးနေထားတဲ့အတင်းတင်းဖြစ်ပါတယ်။နာပိုလီကတော့လက်ရှိပြည်တွင်းစွမ်းဆောင်ရင်းမှာလည်းအသာကောင်းမှုမရှိပေမဲ့လည်းတိုက်စစ်အဆုံးသက်နောက်ပိုင်းပွဲစဉ်တွေမှာညံပြင်းမှုရှိလာပြီးတော့ ဘုဒ္ဓကိုရဖို့အတွက်ဝယုံကန်နေရတဲ့အတင်းတင်းနဲ့ဖြစ်ပြီးတော့အသာကောင်းမွန်တဲ့အတင်းတွေနဲ့တွေ့ရင်တော့ခက်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 အနိုင်ရရှိအောင်ကန်ရတဲ့အနေအထားကိုတွေ့ရှိသားပြီးတော့နာပိုလီရဲ့ပြည်တွင်းတိုင်ပွဲ၃ပွဲမှာတော့၂ပွဲအနိုင်ရရှိသားပြီးတော့တပွဲတည်းရလက်ထပ်ပေါ်ထားတဲ့အတင်းတင်းဖြစ်ပါတယ်နာပိုလီကတော့ဒီနေ့ပွဲစဉ်မှာတော့ချန်ပီယံလိပွဲစဉ်မှာအဖြစ်မနေနိုင်ပွဲရရှိဖို့လိုအပ်နေတဲ့အတင်းဖြစ်ပါတယ်နာပိုလီကဒီပွဲပြီးစဉ်တော့နောက်ထပ်ချန်ပီယံလိပွဲစဉ်ကိုတော့ကွာလာပန်းတို့ မိမိကားတို့နဲ့တွေ့ဆုံမဲ့အတင်းဖြစ်တာကြောင့်ဝက်ချောင်နေတဲ့အနေအထားကိုတော့တွေ့ရှိထားပြီးတော့ဖလန်ဖိုင်ရဲ့ချန်ပီယံလိဖက်တမ်းမှုမှာလည်းဖလန်ဘက်ကနှစ်ပွဲရှုံးနေတာပြီးတော့အိမ်ဝင်းတပွဲတာအနိုင်ရရှိထားတဲ့အတင်းတင်းဖြစ်ပြီးတော့ဖလန်ဘက်ရဲ့ထူးခြားချက်ကတော့ချန်ပီယံလိပွဲစဉ်၃ပွဲမှာတော့5-1ဆိုတဲ့ရဇက်တွေသာကန်ထားတဲ့အတင်းတင်းဖြစ်တာကြောင့်ဒီနေ့မှရောဘူပေါင်းပေါ်ထပ်မံပြီးအောင်မြင်မှုရရှိနိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲစဉ်လေးဖြစ်ပါတယ် တန်ကဖလန်ဖတ်ကတော့နောက်ဆုံးပြည်တွင်ရလက်မှာတော့အတေဟိုင်းနဲ့တေရလက်တာဆွမ်းဆောင်နိုင်ခဲ့တဲ့အတွက်အခုအဝေးကွင်းပွဲသစ်မှာရောအီတလီမြေမှာနာပိုလီရှိကအ ਨੇ ဆုံးရမတ်တမတ်ခန့်ကစားနိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အတင်းတင်းလေးဖြစ်ပြီးတော့လက်ရှိနာပိုလီရဲ့ဖွင့်လင့်ထားတဲ့ခြေတန်းအနေအထားမှာတော့နာပိုလီက ဖလန်ဖတ်ကို 1+20 အနိုင်ဘိုးပေါင်း3တီဆိုပြီးဖွင့်လင့်ထားပါတယ် နာပူရဲ့နာပိုလီရဲ့ဖွင့်လင်းမှုခြေတန်းကတော့ပုံမှန်လောက်သာဖွင့်လင်းမှုခြေတန်းနဲ့ဖြစ်ပါတယ်နာပိုလီကအိမ်ပွဲမှာစပော့တင်လစ်ဘွန်နဲ့တွေ့ဆုံချိန်တုန်းက 1+90 အနိုင်ဖွင့်လင်းခဲ့ပြီးတော့ဖလန်ဖလိုတင်းမျိုးကိုအတလန်တီကိုကအိမ်ပွဲမှာ1-50ရှုံးအထိခြေကျော်ပေးခဲ့တာကြောင့်နာပိုလီရဲ့ 1+20 အနိုင်ခြေတန်းကတော့အနည်းငယ်ပြော့ပြောင်းတယ်လို့တော့ကျွန်တော်မှယုံကြည်ထားပြီးတော့ဒီပွဲစဉ်ကမဖြစ်မနေနာပိုလီနိုင်ငံဖို့လိုအပ်နေတဲ့ပွဲစဉ်ဖြစ်တာကြောင့် အ ਨੇ ဆုံးကတော့နာပိုလီယာဒီပွဲစဉ်ကို1-10ပြားရှုံး1တီလောက်အ ਨੇ ဆုံးပေးသင့်ပါတယ်တတိယဒီကိုပေါင်းခြေတန်းကတော့ဖနာဖတ်ကိုသွင်းဖနာဖတ်ရဲ့ခံစစ်အားနည်းပုံကိုကြည့်ရှုပြီးတော့ဘိုဂီဒီဖွင့်လှစ်ထားတယ်လို့ကျွန်တော်မှယုံကြည်ထားပြီးတော့ကိုပေါင်းတတိယခြေတန်းတွေကတော့အန်တရရဲ့များတဲ့ကိုပေါင်းခြေတွေဖြစ်တာကြောင့်ကျွန်တော်လက်ချောင်ချင်ပါတယ်ဒါကြောင့်မို့ဒီနေ့ပွဲစဉ်မှာတော့ဖနာဖတ်ကနှစ်ကိုရှုံးနေဖို့မဖြစ်နိုင်တဲ့ပွဲစဉ်ဖြစ်တာကြောင့်နာပိုလီရဲ့တိုက်စစ်ကလည်းယုံကြည်လို့မရတဲ့အထဲမှာပါဝင်နေပါတယ် ါကြောင့်မလို့ကျွန်တော် flat fat body တစ်ချောင်းတည်းကိုဒါအကြိုက်မြတ်တတ်ပါတယ်နောက်ထပ်ပွဲတင်တဲ့ပွဲကတော့ broccoli နဲ့ monaco အတင်းတို့ဤပွဲတင်ကိုရွေးချယ်ပေးမှာဖြစ်ပါတယ် broccoli ကတော့ဒီတွင်ပြိုင်ပွဲမှာအစစ်နှစ်နေရာမှာဥဆောင်ထားပြီးတော့ပြီးခဲ့တဲ့အပတ်ကအစစ်တနေရာမှာဆက်လက်ဥဆောင်မဲ့ပွဲတင်မှာတော့နိုင်ပွဲရရှိမှအဆက်တနေရာကိုတည်မြဲမှာဖြစ်ပေမဲ့လည်းဗလန်ကနီဆိုလက်အသင်းကိုဘိုးပြတ်နဲ့ရှုံးနေထားတဲ့အသင်းတင်းလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ ချန်ပီယံလိပွဲသစ်မှာရောဘိုရိုကလင်းရဲ့ခြေစမ်းကယုံကြည်လို့ရနိုင်ပါမလားဆိုတာတော့ကျွန်တော်တို့စဉ်းစားထက်တွေ့ရမယ်အထဲမှာတော့ပါဝင်နေပြီးတော့ဘိုရိုကလင်းကတော့ချန်ပီယံလိ၃ပွဲရှင်ကျင်ပြီးရမှာနှစ်ပွဲသေးရတပွဲရှုံးရလက်စွန့်လောက်ထားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဘိုရိုကလင်းကတော့အိမ်ဝင်ပွဲသစ်မှာတော့စပါလိုအသင်းမျိုးကိုတရေခံခံနိုင်အေကေခံခံနိုင်ခဲ့ပြီးတော့တူးတူးဆိုတဲ့ရဇတ်နဲ့ထပ်ပေါ်ထားတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်ရှော့ပွတ်ထားလို့တော့မရပါဘူး ောက်တာချမ်မြန်လေးပွဲတင်တွေမှာတော့အဝေးပွင့်ပွဲတင်မှာကာလာစာလေးကိုဘိုးပြက်ရှုံးနေထားပြီးတော့ဆလာဘန်ကိုတော့တူးတူးဆိုတဲ့ဝက်ဆက်နဲ့တေရလက်ထပ်ပေါ်ထားတဲ့အတင်းတင်းပြက်တာကြောင့်ဘောရိုကလင်းကတော့ချင်ပြိုင်မှုတဲ့ချမ်မြန်လေးပွဲတင်၃ပွဲမှာတော့ဘိုးပေါင်းပေါ်၃ပွဲစလုံးကိုအောင်မြင်မှုရရှိထားတဲ့အတင်းတင်းဖြစ်ပါတယ်ဘောရိုကလင်းရဲ့မျက်ကွင်းသူ့ကွင်းမှာတော့မွန်နာကိုရလက်ကောင်းနိုင်ပါမလားဆိုတာတော့ကျွန်တော်တို့ထက်သွက်စဉ်းစားမယ်ပွဲတင်လည်းဖြစ်လာနိုင်ပြီးတော့ မွန်နာကိုကတော့လက်ရှိချန်ပီယံလိပွဲစဉ်၃ပွဲရှင်းပြန်ပြီးရမှာတော့မွန်နာကိုကဘောလုံးကလင်းလိုပဲနှစ်ပွဲသေးရေတပွဲသာရှုံးနေထားတဲ့အတင်းအတင်းဖြစ်ပြီးတော့ရမတ်နှစ်မှတ်သာရရှိသေးတဲ့အတင်းအတင်းဖြစ်ပါတယ်မွန်နိုကိုမွန်နာကိုကလည်းဒီရင်ပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာတော့မထင်မှတ်ပန်းတဲ့ပဲဒက်အစီဆိုတဲ့အတင်းကိုတကူကုန်းကြီးဆိုတဲ့ရှုံးနေထားတဲ့အတင်းတစ်တင်းဖြစ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ ဘူနာကိုရဲ့အဝေးကွင်းခြေစမ်းကိုတော့ကျွန်တော်တို့ယုံကြည်လို့ရနိုင်ပါမလားဆိုတာတော့စဉ်းစားမဲ့ပွဲစဉ်လေးဖြစ်ပြီးတော့မူနာကိုကတော့ညပြအစ်လက်ထက်မှာတော့လက်ကြည့်ရှင်ပြန်ထားတဲ့ပြိုင်ပွဲဆုံးငါးပွဲမှာတော့နှစ်ပွဲနိုင်နှစ်ပွဲသေးတစ်ပွဲရှုံးရလက်ဆွမ်းဆောင်ထားတဲ့ညပြအစ်ရဲ့ဆွမ်းဆောင်ရည်ကိုတွင်းမြင်ရမှာဖြစ်ပြီးတော့အရေးတကြီးရမှတ်လိုအပ်နေတဲ့မူနာကိုကရောဘိုရိုကလင်းရဲ့အိမ်ကွင်းမှာ စားဆောင်ရင်ကောင်းပြီပြတ်တနိုင်မလားဆိုတာတော့ကျွန်တော်တို့စဉ်းစားမဲ့ပွဲစဉ်လည်းဖြစ်ပါတယ်ဒီနေ့ကြေကျော်ဖွင့်လင်းလာမှုမှာတော့ဘော်လုံးကလင်းကနေပြီးတော့အင်ရှင်အဝေးကွင်းစားဆောင်ရင်ညံ့ပြင်းတဲ့မွန်နာကိုကိုလေဗယ်50အရှုံးဘိုးပေါင်းတတိမိုင်းနဲ့50အရှုံးဆိုပြင်းရှာစွာဖွင့်လင်းထားတာကိုတွေ့ရှိထားရပါတယ်ဘော်လုံးကလင်းရဲ့အင်ကွင်းသားကောင်းမွန်မှုကိုထက်သွက်ပြီးတော့မွန်နာကိုရဲ့အဝေးကွင်းစားဆောင်ရင်ညံ့ပြင်းမှုကိုဘိုကီတွေကတွက်ဆပြီးတော့ဘော်လုံးကလင်းလေဗယ်50အရှုံးအထိပြင်းရှာစွာဖွင့်လင်းထားပြီးတော့ဘိုးပေါင်းခြေတန်းမှာလည်း နော်ဝဲလီတွေရဲ့ဘိုးဘော်ကန်တဲ့ဇယိုက်လက္ခဏာတွေကြောင့်ခွန်လင်းမှုပြင်းရှားနေတယ်လို့ကျွန်တော်မှယုံကြည်ထားပါတယ်။ဒီတန်းလေးကိုရှင်ပြီးပြောရရင်တော့ဘရိုကလင်းရဲ့အိမ်ကွင်းမှာစပါးက level 60ရှုံးလောက်ကြီးခွန်လင်းခဲ့ပြီးတော့မိုနာကိုကဘလူးဂျက်ရဲ့အိမ်ကွင်းမှာဘလူးဂျက်ကနေပြီးတော့ level 20ရှုံးလောက်ကြီးခွန်လင်းခဲ့ပြီးတော့ fight ဘိုးပြက်ရလက်နဲ့ရှုံးနေထားတဲ့မိုနာကိုရဲ့စွမ်းဆောင်ရည်ကတော့4-1ဆိုပြီးတော့ ီနေ့ပွဲစဉ်မှာတော့အမှန်တကယ်ခြေတန်းနောက်လိုက်မယ်ဆိုရင်တော့ဘောလင်းဘောလုံးကလစ်ဘော်ဒီကိုကျွန်တော်တို့စွန့်စားရွေးချယ်ရမှာဖြစ်ပြီးတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကဘောလုံးကလစ်ဘော်ဒီကိုတိုက်နေတတ်ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုရင်တော့ချန်ပီယံလိတပါအတွေ့အကြုံကျွဲဝနေတဲ့မိုနာကိုဘော်ဒီကိုပဲတိုက်နေတတ်ပြီးတော့ဒီပွဲစဉ်မှာတော့ခြေတန်းကိုကျွန်တော်ပတ်ကန်ခြင်းပါတယ်။မိုနာကိုရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကိုလည်းချော့ပြတ်ထားလို့မရနိုင်သလိုမိုနာကိုကကစားသမားအင်အားတာလုံးမှုရှိနေတာကြောင့်အဆုံးပြတ်ပွဲစဉ်မှာတော့ ဝနာကိုဘော်ဒီနဲ့ကိုဒါကျွန်တော်စွန့်စားရွေးချယ်ခြင်းပါတယ်။ဘူပေါင်းအပေါ်ကိုတော့လက်ရွှေတို့ကာပြီးဆော့ကစားနိုင်ပါတယ်။ဒီပွဲစဉ်ကိုတော့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂျူဗင်တက်နဲ့စပော့တင်လစ်ဘောတင်တို့ရဲ့ပွဲစဉ်မှာတော့ဂျူဗင်တက်ကနေပြီးတော့နီပြတက်စပလက်တီလက်ထက်မှာတော့ခွေမိုနီဂျီနဲ့ပမောင်တို့ပွဲစဉ်မှာအနိုင်ရရှိထားပြီးတော့ခြေစွမ်းအနှဲငယ်တိုးတက်မှုရှိလာနိုင်တဲ့အတင်းတင်းဆိုရင်တော့မမနိုင်ပါဘူး။ဂျူဗင်တက်ကလည်းလက်ရှိ ချက်မြန်လေးပြိုင်ပွဲမှာအခုတတိနိုင်ပွဲမရရှိသေးတဲ့အတင်းတင်းဖြစ်ပြီးတော့နှစ်ပွဲတည်းရေတပွဲရှုံးရလက်ထပ်ပေါ်ထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ဂျူပင်တက်ရဲ့အင်ကွေးဆောင်းဆောင်ရေကိုဒီနေ့ညမှာစောက်ကြည့်သွားမှာဖြစ်ပြီးတော့အမှန်တကယ်နိုင်ပွဲလိုအပ်နေတဲ့ဂျူပင်တက်ကအနိုင်ရရှိနိုင်ပါမလားဆိုတော့ကျွန်တော်တို့စဉ်းစားမယ်။ဖွလင်းမှုကြေးတာနဲ့ဖြစ်ပြီးတော့စပွန်နင်လက်စဘုံရဲ့ခြေစွမ်းကတော့အင်ကွေးနှစ်ပွဲဆက်အနိုင်ရရှိထားပြီးတော့ချန်ပီယံလီမှာအဝေးကွင်းရလက်သိုးတွန်းတဲ့အတင်းထဲမှာတော့ပါဝင်နေပါတယ်။ ော်တူဂီလီတွေရဲ့ထုံးစံအတိုင်းအီတလီမြန်မာကတော့အီတလီကလပ်အသင်းတွေကိုအစင်လာအာတာချက်မှာအများအားဖြင့်ရှုံးနိမ့်ထားတဲ့အသင်းတွေဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်မှာတော့ရုံးကန်လာနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်မှယုံကြည်ထားပြီးတော့လက်ရှိဖွင့်လှစ်ထားတဲ့ပြည်စင်တက်ရဲ့တရေရှုံးကြီးတန်းကပြေရှားမှုရှိနေပြီးတော့ဘောပေါင်းဖွင့်လှစ်မှုကြေးတန်းကတော့3 plus 80နိုင်ဆိုပြီးဖွင့်လှစ်ထားပါတယ်ဘောပေါင်းဖွင့်လှစ်မှုကြေးတန်းကတော့ဂျူဂန်တက်ရဲ့ခန်းစစ်ကောင်းမှုမှုနဲ့ supporting less point ရဲ့ တပ်ပြန်တိုက်စစ်တွေကိုတွက်ဆပြီးတော့ဒီပွဲစဉ်မှာတော့ဂိုးပေါင်း3 plus 70နိုင်ကမျှတမှုရှိနေတဲ့ဖွင့်လှစ်မှုကြေတန်းလို့ကျွန်တော်မှယုံကြည်ထားပြီးတော့နာပိုလီက Sporting Lisbon နဲ့တွေ့ဆုံချိန်မှာတုန်းကနာပိုလီက1 plus 60အနိုင်ကြေတန်းဖွင့်လှစ်ထားခဲ့တာကိုတွေ့ရှိရပြီးတော့ကြေတန်းရှင်တော့ဂျူပင်တန်နဲ့နာပိုလီကနာပိုလီကအခုနောက်ပိုင်းနှစ်မှာကြေတန်းအနည်းငယ်မြင့်တက်နေတာကိုတွေ့ရှိထားတာကြောင့်လက်ရှိဂျူပင်တန်ပေးစားတဲ့တေချုံကြေတန်းကတော့ ရေချမှုရှိနေတဲ့ဖွင့်လှစ်မှုခြေတန်းနဲ့ဖြစ်ပြီးတော့ဒီပွဲအတွက်မှာတော့သူပြင်သက်အနိုင်ရရှိသွားနိုင်တဲ့ပွဲတွေဖြစ်လာနိုင်ပါတယ်။အီတလီမြန်မာကတော့ရုံးကန်လာရတဲ့ပေါ်တူဂီကလပ်တွေရဲ့ကစားဟန်ကြောင့်ဒီပွဲအတွက်မှာတော့ကျွန်တော်သူပြင်သက်ဘော်ဒီတောင်းလေးကိုသာကြိုက်နေတတ်ပါတယ်။နောက်တစ်ပွဲတွင်တပွဲဖြစ်တဲ့အိုလံပီယာကောနဲ့ PSV အတင်းတို့ပွဲစဉ်မှာတော့ဒဲဂျီအနေသာဖွင့်လှစ်ထားပြီးတော့ဘောပေါင်း3 plus 40အနိုင်ဆိုရင်ဖွင့်လှစ်ထားပါတယ်။ဒီပွဲစဉ်မှာတော့အိုလံပီယာကောကတော့ ဦးတက်တီချန်ပီယံလိမှာနိုင်ပွဲမရရှိသေးတဲ့အတင်းနဲ့ဖြစ်ပြီးတော့တပွဲတေးရင်တပွဲရှုံးနေထားတဲ့အတင်းတင်းဖြစ်ပြီးတော့ဂရိကလပ်တွေရဲ့ကစားဟန်ကအိမ်ကွင်းမှာကြောမှုရှိတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ PSV ကတော့လက်ရှိချန်ပီယံလိပွဲစဉ်မှာ၄မှတ်ရရှိထားပြီးတော့တပွဲတာရှုံးနေထားတဲ့အတင်းတင်းဖြစ်ပါတယ်။ PSV ကတော့ဒီပေါကူစင်ရဲ့အိမ်ကွင်းမှာတေးခံပြနိုင်ခဲ့တဲ့အတင်းဖြစ်တာကြောင့်ဒီနေ့ပွဲစဉ်မှာရရမှတ်ရရှိနိုင်ပါမလို့ဆိုလားဆိုတော့စဉ်းစားမဲ့ဖွင့်လင်းမှုကြီးတန်းနဲ့ဖြစ်ပြီးတော့ အိုလံပီယာကောနဲ့ PSV တို့ခြိုက်တိုက်တွေ့ဆုံမှုရှိတဲ့အထဲမှာအိုလံပီယာရဲ့ကောရဲ့အိမ်ကွင်းမှာ PSV ကရှုံးနေထားပြီးတော့ PSV ရဲ့အိမ်ကွင်းမှာတော့အနိုင်ပြန်လဲအနိုင်ရရှိတာကိုတွေ့ရှိတာဒဲချင်းနေတာဖွင့်လင်းလာမှုမှာတော့ဝိုးပေါင်းတလီပလက်40အနိုင်ဖွင့်လင်းထားမှုမှာတော့ဒီပွဲစဉ်မှာတော့အိမ်ကွင်းမှာကြောမှုရှိတဲ့အိုလံပီယာကော့ဘော်ဒီနဲ့ဒါတော်စွန့်သားရွေးချယ်ချင်ပြီးတော့ဘိုတုံစကောဖွင့်လင်းလာမှုမှာလည်း1.5 ဖွင့်လင်းမှုပေးထားပြီးတော့ podium score no ဖြစ်ပေါ်လာခဲ့ရင်တော့2 point တည်းဆိုပြီးတော့ပေးချေသားပုံကြီးချင်းအားဖြင့်တော့ Colombia ကော့ကဘိုးတကိုရရှိသွားနိုင်တဲ့ပွဲစဉ်ဖြစ်လာနိုင်တာကြောင့်ဒီကြီးအနေဒါဖွင့်လင်းထားတဲ့ Colombia ကော့ body ကိုဒါကျွန်တော်ကြိုက်နေတတ်ပါတယ်ဒီပွဲစဉ်မှာတော့အမှန်တကယ် PSV အနိုင်ရရှိမယ်ဆိုရင်တော့ကြေကျော်ဖွင့်လင်းမှုပေးတဲ့ပွဲစဉ်လို့ကျွန်တော်မှထင်မြင်ယူဆမိပြီးတော့ဒီပွဲစဉ်မှာ PSV အနိုင်ကန်နိုင်မယ်ဆိုရင်တော့ level 30 40လောက်ပေးလာလို့ရပါတယ် ဒါကြောင့်မလို့အိုလံပီယာကော့ဘော်ဒီတချောင်းတဲကိုဒါကြိုက်နေတတ်ပါတယ်။ဒီနေ့ကျွန်တော်ရွေးချယ်ပေးလိုက်တဲ့ချန်ပီယံလိပွဲစဉ်၅ပွဲမှာတော့ဖလန်ဖတ်ဘော်ဒီနာပိုလီနဲ့ဖလန်ဖတ်အတင်းတို့ဖလန်ဖတ်ဘော်ဒီဘော်ဒိုကလစ်နဲ့မွန်နာကိုအတင်းတို့ရဲ့ပွဲစဉ်မှာတော့မွန်နာကိုဘော်ဒီနဲ့ဂိုးပေါင်းအပေါ်အနှဲငယ်ကိုကြိုက်နေတတ်ပြီးကြိုက်နေတတ်ပြီးတော့ဂျူရင်တက်နဲ့စပေါ့တင်လက်လစ်စဘွန်အတင်းတို့ရဲ့ပွဲစဉ်မှာတော့ ူပင်တက်ဘော်ဒီကိုကြိုက်နေတတ်ပါတယ်။အိုလံပီယာကော့နဲ့ PSV အတင်းတို့ပွဲစဉ်မှာတော့အိုလံပီယာကော့ဘော်ဒီကိုကြိုက်နေတတ်ပါတယ်။အတလန်တီကိုမက်တင်နဲ့ဂျူနီယာစင်ကဲလော့အတင်းတို့ပွဲစဉ်မှာတော့တီကိုကနေပြီးတော့2 plus 50အနိုင်တီမိုင်းနဲ့30အရှုံးသူဖြွင့်လင့်ထားပါတယ်။ဒီနေ့တီကိုရဲ့ဖွလင်းမှုခြေတန်းကအင်မတန်ကိုပြင်းရှားမှုရှိနေပြီးတော့တီကိုရဲ့ချန်ပီယံလိအိမ်ဝင်ဆန်းဆောင်ရေးကလည်းယုံကြည်လို့ရတဲ့အထက်မှာပါဝင်နေတာကြောင့် ဒီပွဲစဉ်မှာတော့ကျွန်တော်အတလန်တီကိုဘော်ဒီနဲ့ဒါကျွန်တော်စွန့်စားရွေးချယ်ခြင်းပါတယ်ဆက်ငယ်ဒူနီယာစင်ကဲလော့ရဲ့အဝေးခွင်တိုက်စစ်ကစားပုံကြောင့်ခံစစ်မှာကြောမှုရှိတဲ့တီကိုကိုဂိုးရရှိဖို့မလွယ်ကူနိုင်တဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာတော့တီကိုဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုဒါကျွန်တော်တိုက်ညက်တတ်ပါတယ်နောက်ထပ်ဒုတိယဗီဒီယိုဖိုင်မှာတော့ချန်ပီယံလိပွဲစဉ်နောက်ထပ်၄ပွဲအဖြစ် ဆလာဗန်နဲ့အာဆင်နယ်အသင်းတို့၏ပွဲစဉ်လီဗာပူးနဲ့ရီယယ်မက်ဒရစ်အသင်းတို့၏ပွဲစဉ် PSG နဲ့ဘိုင်ယန်ဂျူနစ်အသင်းတို့၏ပွဲစဉ်ကိုစပါးနဲ့ကိုပိုင်ကင်ပွဲစဉ်တို့ကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာတုံ့ပြန်ရွေးချယ်ပေးမှာလည်းဖြစ်ပါတယ်။မိတ်ဆွေများအားလုံးဝတ်လက်ပါ။